မင်္ဂလာပါရှင်ရေဝကတိချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အကျွေးထူရတဲ့တက်ခိုင်တနာခန်စာတင်ခဲ့တော့လဲမရောက်လိုက်ကမတနာပဲရွေးကောက်ပွဲပြိုင်ခွင့်လောကဆောင်တဲ့နေကောင်းကြောင့်အကျွေးထူရတဲ့တက်ခိုင်မှာရွေးကောက်ပွဲဝင်ခွင့်ပြောင်းမရောက်လိုက်တန်ကိုအတနာခန်စာတင်ခဲ့တော့လဲမရောက်လိုက်ကမတနာပဲရွေးကောက်ပွဲပြိုင်ခွင့်လောကဆောင်တဲ့နေကောင်းကြောင့်ဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီကတရားဝင်တပြုထုတ်ဖော်ပြောဆိုတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်ခိုင်က၎င်းကိုလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှာအပြည့်ပြတ်ထားမှုပေါ်တညာစင်စားပြန်တဲ့ရွေးကောက်ဝင်မှဝင်ပြိုင်ခွင့်ပြုရန်ရွေးကောက်ဝင်ကော်မရှင်ယူအီစင်နဲ့မြောက်လိုက်ထံကိုတနာကန်စားတင်ပြခဲ့ခြင်းဖြစ်တဲ့အော်တိုဘားလောင်းနာမည်မှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်ခိုင်မှာကျွေးပြန်ရှိနေတဲ့ချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှာရွေးကောက်ဝင်ကော်မရှင်ကပြင်ပြတ်ခဲ့ကြောင်းတို့ရရင်သက်ခိုင်ကပြန်လည်စင်စားပြန်မြောက်လိုက်နဲ့ယူအီစင်ဥက္ကဋ္ဌထံကိုတနာကန်စားတင်တာကြောင့် အဆိုပါတနာခန့်စာရီကိုယူရင်းစီဘက်ကပြန်လည်တုံ့တက်စင်စာမှဥပဒေစီမင်းစီကနေညီစာအချင်းဖြစ်တယ်လို့တုံ့တက်ခဲ့ပြီးမေအောင်လိုင်ကလည်းယူရင်းစီအဆုံးဖြတ်ချက်အတိုင်းအတည်ပြုပေးခဲ့ကြောင်းသိရပါဗျာ။ ရန်ကုန်တိုင်းမြို့သားလွတ်တော်မိတ်ဆန္ဒနဲ့အမန်နယ်မှာမြစ်စင်တင်သွင်းထားတဲ့ပြည်သူ့ရှင်းစာပါတီဥက္ကဋ္ဌသက်ခိုင်ကသက်ဆိုင်လွတ်တော်ရွေးကောက်ပွဲဥရီပုံမှရှေကာကြီးပါပြတန်းချန်နဲ့ညီစုံတဲ့ဖြစ်ကိုစလေလောင်းစင်မှပဲဖြစ်ခဲ့ခြင်းဖြစ်ပါတယ်စစ်တပ်ကပြင်ဆင်ထားတဲ့ပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥရီခန်ကပုံမှရှေကာကြီးပါလွတ်တော်ကိုစလေအရေးချင်းသတ်မှတ်ချက်မှာနိုင်ငံတော်နဲ့ပေါ်ကလီကာတို့မတင်လျော်တဲ့ပင်ရတာဝန်ကင်းရှင်းသူတွေဟုပြတန်းထားရသက်သက်ခိုင်မှာကမ္ဘောဇာဘဏ်ကိုငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရရှိနေပြီးအဆိုပါဥရီပုံမှန်နဲ့ညီစုံနေကြောင်းသိရပါတယ် ကပ္ပိဖျားလန်းနဲ့ဆရာဆန်လန်းတောင်ရှိ68 resident အရာစီမံကိန်းအတွက်တသက်ခံတဲ့အောင်ကျော်ဝင်တို့ကကမ္ဘောဇာဗန်တန်ကနေငွေကျပ်ဘီလီယံတရာကျော်ချိငှခဲ့ကြောင်းတို့ရရစစ်တေးရက်စီဒန့်အရာစီမံကိန်းမှာအချိန်မီပြည့်စုံခြင်းမရှိခြင်းအခန့်အနိုင်ခြင်းမရှိခဲ့ကြောင်းတို့ပြင်ကမ္ဘောဇာဘက်မှချေယူထားတဲ့ငွေကျပ်ဘီလီယံတရာကျော်မှလည်းပြန်လည်ပေးနိုင်ခြင်းမရှိကြောင်းသိရတယ်။တသက်ခိုင်ကတော့၎င်းနေပြည်အမေရိကန်ဒေါ်လာတန်185တန်နဲ့ငွေကျပ်အဖြစ်940ဘီလီယံတန်စစ်တေးရက်စီဒန့်အရာစီမံကိန်းအတွက်ကမ္ဘောဇာဘက်ကကြေယူခဲ့ပြီးတိုးနောက်ကျခြင်းတွေဖြစ်ပေါ်ခဲ့ကြောင်း ။အကျွေးကို၈နှစ်တန်တီဖြစ်စေ၁၀နှစ်တန်တီဖြစ်စေဆက်လက်ပေးဆက်သွားမည်ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲကျင်းပရေးတုတ်ပေါ်ပြောဆိုတယ်။ဆလဘီတိုင်းနိုင်ငံမှာမြသူမြဝပြောင်းသက်သေကန်လက်မှတ် CI ဆောင်မှာနိုင်ငံကူးလက်မှတ်ပြောင်းဆောင်ရွက်ပေးနေမဟာချိုင်း TDCC ရုံးကိုစစ်တပ်ကအကြောင်းပြချက်မရှိဘဲပိတ်သိမ်းမှုပုံမထိန်ချုပ်တင်ချက်လို့ဒီသဘောဆိုတိုင်းနိုင်ငံမှာမြသူမြဝဖြစ်ကြောင်းသက်သေကန်လက်မှတ် CI ဆောင်မှာနိုင်ငံကူးလက်မှတ်ပြောင်းဆောင်ရွက်ပေးနေတဲ့မဟာချိုင်း TDCC ရုံးကိုစစ်တပ်ကအကြောင်းပြချက်မရှိဘဲပိတ်သိမ်းနိုင်ကြောင်းသိရတယ် ထိုင်းနိုင်ငံတွင်မြေသူမြေဝါဖြစ်ကြောင်းသတိကလည်းမစိုင်းစားအောင်ကနေနိုင်ငံကိုလက်မှတ်ထုတ်ပြန်ကိုယ်အချက်လက်တွေကောက်ယူရေးဆောင်ရွက်ပေးနေမဟာချိုင်မျိုးရှိရဲ့ချက်လက်ကောက်ယူဌာနကွယ်တတီစီစီကိုခိတ္တပိတ်သိမ်းလိုက်ကြောင်းထိုင်းနိုင်ငံတွင်ရောက်နေမြန်မာနိုင်ငံသားတွေကိုယ်အချက်လက်တွေကိုပို့ပြီးတင်းတင်းကြပ်ကြပ်ခိုင်တွင်အချက်ယူလုဆောင်နေနိုင်ခြင်းဖြစ်ကြောင်းထိုင်းရမြန်မာအလို့သမားရေးကူညီပေးနေသူတွေကပြောတယ်ဒီဒီစီစီယုံကိုနိုဝင်ဘာလ15နေ့ကစပြီးခေတ္တရန်ဆိုင်သွားမယ်လို့ကြေညာထားပြီးပြန်လည်ဖွင့်မယ့်ရက်ကိုအတိအကျမပြောဘဲပြန်လည်သိပေးသွားမယ်လို့ကြေညာတယ်။ ထိုင်းရမြန်မာလုံထမားများနေဖြင့် CI ဆောင်နဲ့ထိုင်းနိုင်ငံတွင်လေနေနေထိုင်ခွင့်ရှိပြီးလက်ရှိချိန်ထိ CI ဟောင်းကနေအစ်ကိုလဲပေးနေစေတဲ့ဖြစ်ကြောင်းဂျပန်စီအုပ်စုအနေနဲ့စာအုပ်ညီဦးခေါ်တဲ့ passport စာအုပ်ပြောင်းပြီးထိုင်းနိုင်ငံမှာတခြားနိုင်ငံကိုပြောင်းရွှေ့ခြင်းတွေကိုကန့်သက်ထိန်းချုပ်လဲသဘောရှိကြောင်းသုံးသပ်ကြတယ်။လက်တလောရုံပေးရစာထုတ်ထားတော့လဲပြန်လည်ဖွင့်လှစ်ချိန်မှာမြန်မာတန်ယုံလိုနေရာမျိုးတွေတာဖွင့်လှစ်ပြီးတော့ကိုယ်ရေးချက်လက်တွေကိုပို့ပြီးတနည်းချက်ချက်ဂိုင်တွေအချက်ယုံလုံဆောင်နေခြင်းဖြစ်နိုင်ကြောင်းထိုင်းရမြန်မာလုံထမားရေးကူညီပေးနေသူတွေကသုံးသပ်ပါတယ်။ ဆလဘီအာဆီယံမြမရေထုတ်ကိုယ်စားလှယ်ပြိုင်နိုင်ငံကြိုင်းဝင်ကြီးကိုဖိလစ်ပိုင်ခန့်လာမယ့်နှစ်အာဆီယံကုတ္တရာတို့ကိုဖိလစ်ပိုင်ကလွှဲပြောင်းရွေးမှာဖြစ်လို့မြမနိုင်ငံအချက်တွေကိုငြိမ်းချမ်းစွာပြင်ဆင်နိုင်ဆောင်ရွက်ဖို့အတွက်နိုင်ငံကြိုင်းဝင်ကြီးမာရီယာထရီဇာလာဆာရိုကအထုတ်ကိုယ်စားလှယ်ပြိုင်ခန့်အကြောင်းသမရဖာတီနဲ့မာကော့စ်တူနီယာကပြောတယ်၂၀၂၆ခုနှစ်အာဆီယံကုတ္တရာတို့တောင်းဝေမှုပေါ်စတင်ကြေညာအခမ်းအနားမှာ မာကော့စ်ကဖိလစ်ပိုင်နိုင်ငံနေနဲ့ငြိမ်းချမ်းတဲ့တည်ငြိမ်ရေးကိုဆွေးနွေးမှုနိုင်ငံတကာဥပဒေကိုလိုက်နာမှုနဲ့တမယိုးကြောင့်နဲ့တမယိုးကြောင့်မဟုတ်တဲ့လုံခြုံရေးဆိုင်ကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်မှုမြင့်တရေတို့ကတဆင့်ဆက်လက်ဦးဆောင်သွားမှာဖြစ်ကြောင်းပြောခဲ့တယ်။ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ဆွေးနွေးကိုပေါ်ဆောင်တာအာဆီယံအခြေခံမှုတွေချက်ချည်ရေးနဲ့ပူးပေါင်းဆောင်ရွက်သဘောတူညီချက်နဲ့ကုလသမဂ္ဂပြည်ညစာတမ်းတို့ပေါ်ချေခံထားရလို့လဲဆိုတယ်။ငင်းချိုင်းနဲ့တိုးတက်မှုရရှိတဲ့အတွက်အင်အားတရအဖြစ်ကမ္ဘာအတိုင်းဝိုင်းမှာအဆင်ကလည်းခိုင်အခန်းကဏ္ဍကိုပုံမှုခိုင်မှာပူပေါင်းဆောင်ရွက်မှုနဲ့ပြန်လည်နားလည်မှုကတဆင်လှုပ်ဆောင်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်။ ဒီစိတ်တက်ကိုအခြေခံပြီးကျွန်တော်အတွင်ရင်မှုမာရီယာထရီဇာလာဇာရိုကိုဖိလစ်ပိုင်နိုင်ငံမြမရေးဆိုင်အထူးကိုယ်စားလှယ်ပြကန့်အကြောင်းဝန်ပတ်တာကြေညာခဲ့လို့ဆိုတဲ့အတွင်မှုလာဇာရိုအနေနဲ့သူမကိုပေးရထားတဲ့အဝင်နဲ့အာဆီယံဘုံသဘောတူညီချက်၅ရဲ့ကိုလက်ညှိုးမှုယူပြီးမြမပြည်သူတွေကိုထောက်ခံအပေးဖို့အတွက်ပြည်သူဘောဆောင်နဲ့မူဝါဒကိုအခြေခံတဲ့ဘာလို့ပါဝင်တဲ့ခြေကမှုကိုယူဆောင်လာမယ်လို့ယုံကြည်ကြောင်းမာကော့စ်ကပြောတယ် ဆလာဘင်းစစ်ကောင်းဆောင်မြောင်းလိုက်ဖန်လာမဲ့အတွက်လုံချွေတွမြင့်ပြီးစစ်စစ်တင်းကျပ်နေဆိုပြင်းပြင်းနဲ့ဖန်မြို့ကိုဂျပန်စစ်ကောင်းဆောင်မြောင်းလိုက်လာပြီဆိုတဲ့အတွက်လုံချွေတွမြင့်ထားပြီးစစ်စစ်လေးတင်းကျပ်တာလို့မြို့ခဏလေးစီကသိရတယ်။လက်ရှိမှာစစ်ကောင်ရှင်တပ်သားတွေကဖန်မြို့နေရာတော်တော်များများမှကင်းချထားပြီးစစ်စစ်မှုတင်းကျပ်ထားတယ်လို့မြို့ဝင်မြို့ထွက်အားလုံးကလည်းစစ်စစ်မှုတွေတွမြင့်လောက်ဆောင်နေတယ်။မြောင်းလိုက်ဖန်ကိုလာမဲ့အတွက် မြို့တွင်မောင်းနှင်သွားလာတဲ့ယာဉ်တွေကိုစစ်ကောင်ပြင်းတပ်သားတွေကလိုင်စင်ရှင်းဖြစ်စစ်ဆေးပြီးလိုင်စင်ရှင်းရယာဉ်တွေကိုလည်းအကြောင်းမျိုးမျိုးပြကဖမ်းဆီးငွေကြေးတောင်းခံတာမျိုးပြုလုပ်နေတယ်။စစ်ကောင်ဆောင်သွားမဲ့လမ်းကြောင်းနဲ့ဤရဲ့နေရာမှာဆိုစစ်ကောင်ပြင်းတပ်သားတွေကရက်ွက်တီးတဲ့အထိလိုင်လံစစ်ဆေးမှုပြုလုပ်ပါတယ်။စစ်ကောင်ဆောင်မြောင်းလည်းဖမ်းကူလာတဲ့အခါတောင်ကလေးဆရာတော်နဲ့တွေ့ဆုံမှဖြစ်တယ်လို့တောင်ကလေးစစ်ဆေးရုံရှိလူနိုင်နဲ့လည်းလာတွေ့ဆုံခြင်းမျိုးလည်းဖြစ်နိုင်တယ်လို့ဖမ်းမျိုးခံတယောက်ကပြောတယ်။ ဆက်လက်ပြီးဖြူခလာငါကတက်တာတောက်တော်လည်းတက်ဖွဲ့နဲ့လက်နက်နဲ့တကွာအလင်းဝင်ရလာဘကူတိုင်းဖြူမြွနဲ့ညောင်ပင်တာပေးမှရှိတဲ့ချင်းနေတဲ့ရင်ကခလာငါမှာတက်တာတောက်ကပြီးခဲ့နိုဝင်ဘာဆက်တော်ရနေမှာလက်နက်နဲ့တကွာအလင်းဝင်ရလာလို့အမျိုးသားညွေဆွေရလောက်ကအမတ်နေစစ်တေတာတောင်ပိုင်းတိုင်း၃၅၃ညာ၃တိုင်းထံကနေတည်ရတယ်အလင်းဝင်လာသူမှာအသက်33နှစ်ရွယ်ဖြစ်ပြီးမန္တလေးတိုင်းကနေပြည်သူစစ်မှုတန်းအဖြစ်စစ်တပ်ထဲကိုရောက်လာသူဖြစ်ပါတယ် သူက MA1 တနက်တက်ကြည်ပေါက်လေးခုနဲ့အတူကြည်ချုပ်ကိုလည်းအလင်းဝင်ရောင်စင်မှာယူဆောင်ခဲ့တယ်။ဦးသိမ့်မြင့်ကဆက်လက်ပြီးလက်ရှိကတော့သူကကျွန်တော်နဲ့ပပောင်မီတော်လင်းကိုဆက်လုပ်မယ်ပြည်သူ့ဘက်ကနေကာကွယ်မယ်လို့ပြောတယ်။ပြည်သူ့ဘဏ်နိုင်ငံကကောက်ယူထားတဲ့မှတ်တမ်းတွေအရ2025ခုနှစ်ဇန်နဝါရီကနေအောက်တိုဘာလထိတော်လိုင်းတပ်ဖွဲ့အထံကိုလင်းဝင်ပူပေါင်းတဲ့လက်နက်ကြားစစ်တုံးမှစုစုပေါင်း2164ဦးထိရှိခဲ့လို့သိရတယ်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့မော့တောင်စကန်တိုင်တိုက်ခိုက်ရမယ်ဆိုတော့တပတ်ကျော်တိပဲပါကာကွယ်မှစစ်ကောင်းဆောင်တွေလုံပိုးစစ်တုံးမှနေပြော ကင်မျိုးသားစည်းရုံးနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကလာတိုက်မှာကိုတပတ်ကြာကြိုသိပေမဲ့စစ်ကောင်းဆောင်တွေကဘာမှကာကွယ်မလုပ်ပေးခဲ့ဘူးလို့မြန်မာတိုင်းနဲ့ဆက်ကမောတောင်စကန်သိတပ်ဖွဲ့မှဖမ်းခံစစ်ကောင်းစီတပ်သားတွေကပြောတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကနေဆက်ကုံတဲမြို့ဖြစ်တဲ့မောတောင်မြို့သိမ်းတပ်ဖွဲ့ကို KNU တပ်မလေးနဲ့တော်လိုင်းပူပေါင်းတပ်တွေဟာနိုဝင်ဘာလ17ရက်မှာစတင်ထိုးစစ်ဆင်ခဲ့တာတိုက်ပွဲလေးရက်မြောက်နေ့နိုဝင်ဘာ14ရက်မနက်မှာသိမ်းပိတ်နိုင်ခဲ့တာဖြစ်တယ်။စကန်သိတဲ့ဘွယ်မှာစစ်ကောင်စီတန်းက120မမလက်နက်ကြီးအပါလက်နက်မျိုးစုံအများပြသိမ်းရခဲ့တယ်လို့စစ်တုံးမှ43ဖမ်းမိခဲ့တယ် ဖမ်းမိရဲ့စစ်တုံ့ပန်းတွေကိုတက်မှလေးနဲ့မြေတဲကိုရောက်ရှိနေစီရီယာရာရှိဗိုလ်မှူးတင်လျောင်ကတွဲဆောင်စကားပြောနေရုပ်သံမှတ်တမ်းကိုဗိုလ်မှူးတင်လျောင်ရဲ့ Facebook ကနေနိုဝင်ဘာလ3ရက်နေ့မှာဖော်ပြထားပါတယ်။ဗိုလ်မှူးတင်လျောင်ကတူတန်ရင်မှုဘွားနဲ့ကန်နူတက်မှချောင်းနဲ့မြေလေးကေကော်ဒေတာမှစီရီယာပြုလုပ်ခဲ့သူဖြစ်ပြီးစီရီယာပြုလုပ်စဉ်သူ့မိသားစုကိုစစ်တပ်ထဲကလူမျိုးရေးကူညီပေးခဲ့တဲ့ KNU တက်မှလေးနေမျိုးကိုရောက်ရှိနေတာဖြစ်ပြီးတော့ Motors ကနေတဲ့ဘက်မှာအဲ့ဒီဒေတာကိုရောက်ရှိနေရပဲဖြစ်ပါတယ်။ တော်လိုင်းပြတော်သားတွေကိုခွေးနဲ့နိုင်ရည်သားကြပူလောက်မင်းမြတ်ခဲ့ပြီးစစ်ကောင်စီတပွင့်တွေကိုစီခွေရဲကိုခေါ်ဆိုခံရကြအောင်ပြောပြပါရယ်။မင်းအောင်လိုက်ကရွေးကောက်ပွဲလုပ်ပြီးအေးစစ်စစ်ရှောက်ထွက်သွားမှဖြစ်ကြောင်းစီဒီအမ်ပုံမှုကပြောကြားခဲ့ပြီးမင်းအောင်လိုက်အတွက်တစ္ဆာခံနေမဲ့စာတုံမန်းဘွားရောက်တာကောင်းတယ်လို့လည်းစစ်တုံမန်းတွေကိုပြောကြားခဲ့ပါရယ်။ ဒေါ်လာရေးတွေမော်တော်စကန်ကိုတိုက်တာမော်တော်ပြည်သူလူထုလူမျိုးဖို့ဖြစ်တယ်လို့လည်းရှင်းပြတယ်။တိုက်ပွဲမှာစေကောင်စီတပ်သားရဲ့တုံ့ပန်းဖြစ်ဘန်းခံရရင်လည်းမြောက်လည်ကပွဲတက်မပြန်အပြော်ပါမပြတ်ဖဲအောက်ချေရဲဘော်တွေပေါ်ဘာတန်ဟောင်းစီမှာမထောက်ထားလို့စီရီယန်ရရှိကရှင်းပြပါတယ်။ဒီရကျဲရီမန်းကျက်ရှိတဲ့တွေနဲ့တူတူစစ်တပ်ရတာပို့ပြီးဒိဗယ်ရှိတဲ့စစ်သားဘွားကနေချက်ချင်းတုံ့ပန်းဖြစ်လာတဲ့ခါကျတော့ခမ ्या ကလည်းကျွန်တော်ပြောရတဲ့စကားတွေနားထဲမှာကန့်လန့်ဖြစ်နေဖြစ်နေလိမ့်မယ်လို့ဘုံမှုတင်လျောင်ကပြောပါရတယ်။လက်ရှိစစ်တုံ့ပန်းဘွားမှာအေးအေးဆေးဆေးနေပါကတော်လိုင်းဖွဲ့တွေအေးဆေးထားမှဖြစ်ကြောင်းသိပေးပါရတယ်။ ခင်ဗျားတို့ကလည်းပါလဲဆိုတော့ကိုကိုကဘာဖြစ်နေလဲဘာဆက်လုပ်တယ်လဲဆိုတော့ကိုပါသားကိုအေးအေးဆေးဆေးစဉ်းစားပြီးတော့မှဒီကတပ်ဖွဲ့တွေကိုနိုင်နဲ့အောင်ဝိုင်းပြီးတော့ကုညီကိုကိုတိုင်းတနက်ကင်မီဝင်တိုက်ဖို့မလိုဘူးထင်းတဲ့ချောင်းခွဲပြတာရေတပုံးခပ်ပြရာတော်လိုင်းကိုကုညီတာပါပဲတော်လိုင်းဘက်ကစစ်သားကလည်းပြည်သူကြွရစားတာပြည်သူကြွရစားခြင်းတူတူတော့မှကျွန်တော်တို့ကကုန်သိကရှိရှိပြည်သူကြွရစားလို့ဥမှုတင်လျောင်းကပြောပါတယ်ကန်နူကလည်းစစ်သုံးမန်းတွေကိုဥပဒေနဲ့ညီထိန်ထိန်တော်မီဖြစ်ကြောင်းနိုဝင်ဘာလ14ရက်ကထုတ်ပြန်သိပေးပါတယ်နောက်ဆက်အောင်ပြကြတဲ့အတွက်ဒူပင်ကျေးဇူးတင်ရှိပါတယ်ရှင်